ဘာကျော်စထရီမာကြီးအိုက်ရှိုးစပီကာလေးမနေ့ကဂျက်ရှွာဘန်နဲ့ပန်ဒူဂျာရဲ့ထိုးပွဲကြီးကိုကြည့်ရှုခဲ့တာ ဖြစ်ပြီးတော့တော်လီကိုဒါပောက်ကွဲနေပါတော့ဆိုတော့အိုက်ရှိုးစပီတာမကဗျာကဘာဘောကပြိတက်တတော်များများပောက်ကွဲတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အိုင်ရောကပန်ဒူဂျာဖြစ်ခဲ့တာကိုပန်ဒူဂျာကဘာမှလုံးမလုံးလိုက်ရပါနဲ့အခုလိုမျိုးချင်းနေနဲ့ဒါဘယ်လိုပြောမလဲ။ဏီကုန်းချုပ်သွားတဲ့အနေအထားမျိုးဆိုတော့ကိုချင်းစာပါလား။ ကိုချင်းတော့စားရည်ဒါမဲ့ပန်ဒူဂျာပြောခဲ့တဲ့စကားကိုမကြိုက်တာ accident နဲ့နော်ဒါ accident မဟုတ်ဘူးကျွန်တော်တည်တည်ချာချာနော်ဘလို့ပြောရမလဲဟိုဒီပန်ဒူဂျာအပေါ်မှာဂျက်ရှွာဘိုင်ကြီးရဲ့ပန်ဒူဂျာရဲ့ကန်ချက်ကိုဗျာဒါအမိရဖမ်းပြီးတော့တန်ပြန်နော်အားကြီးနဲ့ပြန်လဲပြီးတော့သူ့ရဲ့မာဂုံနဲ့တွန်းထုတ်လိုက်တာဖြစ်တဲ့အတွက်ချုပ်ပြီးတော့တွန်းထုတ်လိုက်တာဖြစ်တဲ့အတွက်အခုလိုမျိုးအနေထားရောက်တာနော်ဆိုတော့ balance မဖြစ်ဘူးနော်ကျွန်တော်ပန်ဒူဂျာရဲ့အနေထားကတိုက်ွက်က balance မဖြစ်ဘူးလို့ balance မဖြစ်လို့အခုလိုရှုံးတာဂျော့ရှွာဘန်ကို အပြစ်တင်စရာမလိုဘူးလို့ကျွန်တော်တို့ flyweight တန်းရဲ့ UFC ရော one champion ရှိရောနော် flyweight တန်းရဲ့ goat တယောက်ဖြစ်တဲ့ DJ ကိုယ်တိုင်ကပြောထားခဲ့တာပြီးဖြစ်ပါတယ်ဘာမှငင်းစရာမရှိဘူးဆိုတော့မနေ့ကပွဲကိုကျွန်တော်တို့ stream မှာကဘာကျော် stream မှာဖြစ်တယ်เนาะဒါ Ashu Speak ကိုယ်တိုင်ကလည်းကြီးခဲ့တယ်ကြီးခဲ့တော့တော်တော်လေးကိုဒါဒါကလုံးဝမမျှသာဘူးသူကိုယ်တိုင်ကလည်းဟို Joshua Ban ကိုပဲအပြစ်တင်ခြင်းတို့ပြောနေပေါ့เนาะပြည်သက်တွေလို့ပဲဒါ Joshua Ban အကြောင်းဖြစ်တယ်လို့လို့ဘာလို့ ਨੇ Joshua Ban ကဘာမှဟိုဒီပွဲမှာ မှားတာမလုပ်ခဲ့ဘူးဒါစီမီအောက်မှာပဲထိုးတယ်ဟိုကောင်က high kick ကန်တာနော် position ကမမှန်ဘူး position ကမမှန်တော့ Joshua Bay ရဲ့မာကုံနဲ့တံပြန်တိုက်ွက်နဲ့အမီးရဖမ်းဆုပ်ပြီးတော့အခုလိုမျိုးလှုပ်တာကနော်လှုပ်လိုက်တော့ ခွေးဖြစ်သွားရောเนาะခွေးဖြစ်သွားတဲ့အချိန်မှာအခုလိုမျိုးပြန်လည်နည်းနည်းတက်တာလာနဲ့လေကဖြစ်နေသေးတယ်ဟာလားအက်ဆစ်ဒန့်ဒါမရှိခဲ့လို့ရှင် Joshua Van ဟိုဗမာအချီတင်းပွဲသိမ်းမေတို့ပါတို့เนาะလာသေးတယ်ဆိုတော့မပြောချင်ဘူး Archer Speed ကလည်းလုံးဝအောင်အောင်းနေပြီးတော့ဒါကဘယ်လိုပြောရမလဲ Bush Bush ပဲပြောသွားတယ်ဗျာเนาะမချိနဲ့ဘူးပေါ့ဗျာ Archer Speed ကလည်းငိုးမကောင်းတော့အောင်လည်းမပြောချင်ဘူးဆိုတော့အနေထားတွေကဒီလိုရှိပါတယ်အဲ့ဒါကိုပြောပြချင်